ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးပါဝင်နေတဲ့တရှိုးမန့်လာပုံမှန်ပူချိန်နဲ့ပူပြီးရပုမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်မန္တလေးပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်တရှိုးမှာပုံမှန်မန့်လာပူချိန်ထက်တိတိတော့5ဒီဂရီဆယ်စီယံထက်ပိုနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေသိရပါတယ်။ နေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးတိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမတ်လပြည့်မြအပူချိန်ရဲ့တိရစ္ဆာန်5ဒီဂရီဆဲလ်စီယံနဲ့အထက်ပိုနိုင်တယ်လို့သိရပါတယ်။ဒါကြောင့်အေရဝတီတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ9ရက်မှ10ရက်ခန့် နေပြီးတော့စကိုင်းနေသားကြီးထပ်ပိုင်းအရှင်ပြည်နယ်ရှင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာတော့နှစ်ရက်မှလေးရက်ခန့်နဲ့ပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းနေသားကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတော့တရက်ခန့်မနေ့ပိုင်းမှာမြို့ထူများဆိုင်နိုင်တယ်လို့သိရပါတယ်အေယာဝတီမြေရေရှင်းနှွေမြေရေဒုထဝတီမြေရေနဲ့မြေတချို့မြင့်တက်လာနိုင်ပြီးဒုထဝတီမြေရေပကိုးမြေရေငဝံမြေရေတွမြေရေတို့ဟာကြာဆင်းနိုင်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မသိသူကပေးပို့လာပါဗျ။